လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေကိုပြောပြခြင်းပါတယ်။ဒီတစ်ခေါက်ပြောခြင်းတာကလက်မဗျ။လက်မဆိုတာကတကယ်တော့ပြောရမယ်ဆိုရင်မိတ်ဆွေရဲ့လက်တစ်ခုလုံးမှာအရေးပါတဲ့လက်ချောင်းဆိုပြောရမှာမဟုတ်ပါဘူး။ဟိုတော့ကတော့မှနိုင်တဲ့သူဆိုလက်မထောင်တယ်။ရှုံးတဲ့သူဆိုလက်မကိုအောက်ဆိုင်တယ်မလား။အဲ့လိုပဲဗျ။လက်မကအပြော့အမာ ဒါတွေလည်းပါတယ်မမာကျော်နဲ့လက်မပိုင်ရှင်တွေဟာလုပ်ငန်းလုပ်တဲ့ခါမှာတိုင်းစပြီးလုပ်တယ်အကျန်စီကိုလှုပ်ဝက်တယ်သတိရှိတယ်ပျော်ပြောင်းပြီးကိုင်းနိုင်တဲ့လက်မရှိတဲ့စိတ်နဲ့သဘောထားမြင့်မြတ်တယ်တွေးခေါ်အသိပညာကျယ်ပြန့်တယ်အမျက်ဒေါသထမို့လိမ္မာပါနဲ့စွာနဲ့ဖုံးကွယ်တကြတယ်လက်မကိုကြည့်ပြီးတော့ဒီလူဟာရာဇမှုကျွလွန်နိုင်တယ်ဆိုတာလည်းသိရပါမယ်တင်ပုတ်လက်မဆိုတာနာမည်ကြီးပါပဲ လက်မအစစ်ရဲ့အနေထားရတဲ့လက္ခဏာရှင်အတွင်းသဘောအကျင့်စာရိတ္တကိုသိရှိနိုင်ပါတယ်။တင်မိုလမပါရှင်နိုင်လူသက်လက်လို့တော့ပြောလို့မရဘူးပေါ့ဗျာ။ဒါပေမဲ့အဲ့ဒီလိုမျိုးတင်မိုလမပါတဲ့သူတွေဟာသူများထက်ဆိုင်ရင်တော့စိတ်တိုစိတ်ဆက်တယ်။လရဲစရဲရှိတယ်လို့ပြောရမှာဖြစ်ပါတယ်။ကဲဆက်ကြည့်ရအောင်ဗျာ။မိတ်ဆွေရဲ့လက်မကိုလက်ဝါးပြင်ကိုအရှိလိုက်ကက်ကြည့်လိုက်ပါ။ အဲ့လိုကကြည့်ရင်လက်မရဲ့ပထမရက်ကဘယ်နားမှရောက်နေလဲလက်မပထမရက်ကပြောရမယ်ဆိုရင်တော့အသက်လမ်းနဲ့ဥကောင်းလမ်းကြောင်းဆွန်အားထဲမြင့်နေလားနေနေလားဒန်းတူရှိနေလားဒါကိုကြည့်ပြီးလက္ခဏာရှည်ရဲ့အကျိုးပြကို ပြန်ဆိုတာတွေ့ရပါတယ်လက်မပထမရက်ဟာအသက်လမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းဆွန်ရထက်မြင့်တက်နေရင်တော့လက္ခဏာရှင်ဟာခေါင်းဆောင်ခေါင်းတူရဲ့အရေးချင်းနဲ့ ီးပြည့်စုံသူဖြစ်သလိုလုပ်ငန်းဆောင်ရွက်မှာလည်းမိမိလုပ်ငန်းကိုကောင်းစွာအုပ်ချုပ်နေပြီးတပည့်တပန်းတွေရဲ့ကြီးညိုလေးစားခြင်းခံရပါမယ်။ဘဝမှာတွေ့ကြုံရတဲ့အခက်အခဲပေါင်းများစွာကြော်လွန်နိုင်သူဖြစ်ပါတယ်။လမပထမရင်ဟာအသက်လမ်းကြောင်းဥကောင်းလမ်းကြောင်းဆွန်ရတဲ့ဒန်းလူဖြစ်နေရင်တော့လုပ်ငန်းလုပ်ရမှာတခါတရံမနိုင်မနှင်းဖြစ်ပြီးစိတ်သောကရောက်တတ်တယ်။လမပရမရည်ထန်နိုင်ကြနေတာကိုတွေ့ရပါကစီးပွားရေးနဲ့လုပ်ငန်းဆောင်ရွက်မှုများကြာခဏချူရင်းပျက်စီးခြင်းတွေ့ရပြီး ဆွဲလုံလဝရိယနဲ့ကြိုးစားမှသာတန်ယုံတက်တာကိုတွေ့ရပါတယ်ပြောရမယ်ဆိုရင်တော့လူတယောက်ရဲ့စိတ်တကူဟာလက္ခဏာရှင်မှာအဓိကအရေးပါတယ်ဘယ်နေရာမှာရှိလဲဆိုတော့လက်မှတ်မှာပဲသိရှိပါတယ်စိတ်တကူကဘယ်လိုလူတွေမှာပါလဲဆိုတော့လက်မှတ်ပထမအရေးမှာစဘာစိပုံစံမျိုးဖြစ်ပေါ်နေတဲ့အမှတ်အသားဖြစ်ပါတယ်စဘာစိဆိုတာပြောဗျာ ရေမွန်ရအောင်ပြောရမယ်ဆိုရင်စပစီပါသူအများစုကတော့ဒီစားနေရိတ်ခပေါ်ကြွားရတယ်ကျွေးခြင်းမွေးခြင်းတို့များတယ်နောက်ပြီးတော့ငွေဝင်တက်တယ်ဒီလိုပေါ့ဗျာဒါကအလွယ်တကူပြောတာပါဒါပေမဲ့ဒါကိုအကျေဖြန့်ပြီးပြောရရင်လူတယောက်ရဲ့စိတ်တကူနဲ့လည်းစိုင်နေဗျဘလို့သက်ဆိုင်လဲဆိုတာကြည့်ရအောင်ဗျာလမမှာစပစီပုံစံကောင်းတစ်ခု ရှိနေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာမြင့်မြတ်တတ်ပါတယ်အတတ်ပညာတစ်ခုခုကိုထူးထူးချွန်းချွန်းတက်မြောက်တတ်ပါတယ်ဝယ်တူးကုန်လူရှိသူများဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်ဝယ်ပါဝါပါဆန်သူတွေစိတ်တကိုးရှင်တွေဖြစ်လဲတွေ့ရပါတယ်စိတ်တကိုးမျက်နှာလို့လဲဆိုတာပါဗျာဒါတော့အသေးစိတ်လေ့လာရင်တော့ထူးခြားမှုတွေကိုအော်အော်စွာတွေ့ရပါတယ်ဒီမျက်စိပါပေမဲ့ဟာနေပြီဆိုရင်လက္ခဏာရှင်ဘဝမှာတစ်ခါတည်းရန်တော့နှိမ့်ကြမှာမလွဲဧကံဖြစ်ပါတယ် တခါတည်းမှာပတ်စံဘလောက်ဝင်ဝင်အဲ့ပတ်စံนี่ဟာအလိုလိုနေင်းနဲ့ပြန်ထွက်နေတတားမျိုးလည်းဖြစ်တတ်ပါတယ်ဒီစပစီစိတ်ကိုမျိုးလုံးนี่ဟာပါတဲ့သူတွေကအာမန်သူတွေမဟုတ်ဘူးဗျထူးချွန်ကြော်ကြားအောင်မြင်နေတဲ့ပုံကိုယ်တွေစိတ်ကိုပိုင်ရှင်တွေဖြစ်ကြောင်းလေ့လာတွေ့ရှိရပါလိမ့်လက္ခဏာရှင်တွေနဲ့မိမိရဲ့လက်မမှာ ခုပြောတဲ့စိတ်ကိုမျိုးလုံးပုံမှန်ပါကြည့်ပါလက္ခဏာမှာလက်မဟာအေးပါပြီး အဓိကကြတဲ့အခန်းကဏ္ဍမှာပါဝင်နေကြောင်းညင်းပေါ်ရမှရှိကြောင်းလိလာတွေ့ရှိလို့လက္ခဏာရဲ့အကောင်းဆုံးကိုဝေဖန်ပန်းချရမှာလက်မအခန်းကဏ္ဍကိုလွတ်လွမရှုဘဲအသေးစိတ်ကြည့်ရှုဝေဖန်ပန်းချတဲ့ကြောင်းတင်ပြပေးလိုက်ပါတယ်။နောက်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြထူးထူးခြားခြားလက္ခဏာရဲ့အရေးကြောင်းပြောခြင်းနဲ့ပြမိတ်ဆွေမှာလက္ခဏာရဲ့အရေးပါလားလက္ခဏာရဲ့အရေးပါပြီဆိုရင်တော့မိတ်ဆွေဟာစိတ်ကောင်းစေတနာကောင်းထားတဲ့သူဖြစ်ပါလိမ့် အများပေါ်မှာကျင်နာတနာတက်ပါလေသူတပားဘော့ကိုစည်ရင်နဲ့ပေါင်းသင်းဆက်ဆံသူဖြစ်လို့ဘဝမှာအဆင်မပြေလဲခဏပဲဗျကံကအလိုလိုအကောင်းဘက်ကိုရရှိစေပါလေစိတ်စေနာမှန်သူဖြစ်မလို့ကံအားသာတာလည်းပါပါလေအញ្ញံတစ်ခုကတော့လက္ခဏာရှင်ဟာမနာလိုသူပေါ်တယ်ရန်သူပေါ်များတက်တယ်ဗျဘဝမှာအပေါ်ရလူတွေနဲ့သာဆုံရတတ်ပါလေဘဝမှာတခါတရံတော့လူမှုရေးပြဿနာတွေနဲ့ရင်ဆိုင်တတ်ပါလေအထူးသတိထားရမှာပါ တစ်ဖက်ကကြည့်ရင်ကောင်းတယ်လို့တစ်ဖက်ကကြည့်ရင်လည်းအဲ့ဒီလိုမျိုးပြဿနာတွေရှိတယ်ဆိုတာပြောပြလိုက်ပါတယ်။နောက်လက္ခဏာတစ်ခုပြောချင်ပါတယ်။ကဲဒီတစ်ခေါက်ကတော့မိတ်ဆွေရဲ့နှလုံးသားကြီးရာပြဿနာအိမ်တော်ကြီးရာပြဿနာနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။ကံကောင်းသူများပေါ့ဗျာ။ကဲကြည့်အောင်မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းထိပ်မှာအခွဲခွားတစ်ခုပါနေပြီးတော့အဲ့ဒီအခွဲခွားအစုံနေရာကိုကံလမ်းကြောင်းကတဲ့တယ်ကြီးဖြစ်နေလား။ ပါတော့ပါတယ်ရှားတယ်ဗျအဲ့ဒီလိုမျိုးဖြစ်နေရင်မိษွေရဘဝမှာအစင်တမ်းမြင့်သူနဲ့အိမ်တော်ကြတတ်ပါတယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ပါနောက်တစ်ခုကမိษွေရကံလန်းကြောင်းဟာနှလုံးလန်းကြောင်းအခွားနဲ့ဝေးရာကနေဖြတ်တန်းသွားရင်တော့ပြောရမယ်ဆိုရင်အိမ်တော်ကြပြီးမှ စီးပွားဖြစ်ထွန်းတဲ့လက္ခဏာအမှတ်သားဗျနောက်ပြီးတော့မိษွေရနှလုံးလန်းကြောင်းပေါ်မှာ ဒီကျွန်တော်လက်သကြော်တနင်္ဂနွေဂျုံကတဲ့တဲမှာတောင်လိုက်လမ်းကြောင်းတစ်ခုပါနေလားအဲ့ဒီလိုပါနေမိမိအိမ်တော်ဘာမိခိုးလိုသူတယောက်မဟုတ်ပဲသူကိုယ်တိုင်လည်းကိုစွမ်းကိုစားရှိသူတူဆိုတာပေါ်ပြပါတယ်နောက်တစ်ခုကြည့်အောင်ဗျာမိတ်ဆွေရဲ့နှလုံးလမ်းကြောင်းဟာတန်ရှင်းတယ်တန်ရှင်းရုံကနှလုံးလမ်းကြောင်းရဲ့အဆုံးသတ်ဟာလက်ညှိုးအောက်ကြောက်တာပလီဂျုံကိုထိုးတက်နေရင်တော့မိတ်ဆွေကတဖက်မိဘကတော့မှလာရောက်အဆက်ခံရတဲ့သူဖြစ်ပါလိမ့်မယ် တင့်တယ်လှပွားတဲ့သူနဲ့လည်းအိမ်တော်ချတတ်ပါတယ်။ဒါကြောင့်နှလုံးလမ်းကြောင်းကပြားအပြားထူတယ်။နောက်ပြီးနှလုံးလမ်းကြောင်းမတန့်ရှင်းရင်တော့ရွက်ချမ်းရည်ကျွန်းနဲ့ရမယ်ဆိုတဲ့သဘောဗျာ။နောက်တစ်ခုကိုကြည့်ပြ။လက်ဖွဲ့ဆောင်တနင်္လာကျုံကနေတက်လာတဲ့လမ်းကြောင်းဟာကံလမ်းကြောင်းကိုလာရောက်ထိစပ်နေလား။အဲ့လိုထိစပ်နေရင်တော့မိမိချစ်တဲ့သူနဲ့အိမ်တော်ချတဲ့သူတို့တချို့ကဒါဟာခီးသွားရင်နဲ့ဖူးစာစုံတဲ့သူလို့ပြောပါတယ်။ နောက်တစ်ခုကတကယ်လို့မိဆွေရဲ့တောက်ကြကြုံကနေလမ်းเจ้าတက်နေလားအဲ့ဒီလမ်းเจ้าဟာကံလမ်းเจ้าကိုထိဆက်ပြီးတော့ပေါင်းဆက်နေရင်တော့မိဘစေဆက်ပေးသူနဲ့အင်းအောင်ကြမယ်လို့ဖော်ပြပါတယ်ဒီလမ်းဟာကံလမ်းเจ้าကိုဖောက်ထွက်သွားရင်တော့စေဆက်ပွဲပြပြချင်းကိုရည်ညွှန်းပါတည်းအဲနောက်ထပ်လက္ခဏာလမ်းเจ้าတွေပြောရအောင်ဗျလပွားပေါ်ကမဲ့ဘလို့ဖြစ်မလဲတဲ့မှန်ပါတယ်မဲ့တင်ကြတာဆိုတာအရင်ကတည်းကပြောဖို့ပါတယ်မိတ်ဆွေရဲ့လက်ဝါးပြင် လက်ချောင်းတွေပေါ်ပဲပပဘဲမှာပဲပပမကောင်းတာကမှဲ့တင်နေတာပြုမှဲ့နဲ့ပတ်သက်တဲ့ဟောချက်တွေကိုပြောရမယ်ဆိုရင်တော့လက္ခဏာဆရာတော်တော်များကမကောင်းဘူးလို့ပြောကြမှာပါအဲ့ဒီမှဲ့တွေနဲ့ပတ်သက်ရင်ဘယ်လိုမျိုးအကျိုးပြည့်ရှိလဲဆိုတာကနဦးပြောချင်ပါတယ်ဥမာဗျာလညောက်ကြာတာပလေးကြုံမှာမှဲ့ပါရင်ဘဝအိမ်တော်ကြီးမှာခက်ခဲမယ် ဘဝမှာဘာအောင်မြင်မှုမှကြီးကြီးမားမားမရနိုင်ဘူးလက်ခလက်အောင်စနေကြုံမှာမဲ့ပါရင်တော့စိတ်တက်ကြတယ်စိတ်တက်ကြပြီးကိုယ့်အသက်ကိုယ်တော်မှာရန်ရှာတတ်ပါတယ်လက်သူကျောက်တနင်္ဂနွေကြုံမှာမဲ့ပါရင်တော့ဂုံသိက္ခာကြာဆင်းတတ်တယ်မျက်စိနဲ့ပတ်သက်ပြီးယောဂဖြစ်တတ်တယ်လက်သားကိုဘုရူးကြုံမှာမဲ့ပါရင်လှည့်စားတတ်တယ်ဘဝမှာအမြဲတမ်းယုံကလှုပ်ရှားရမယ်အိမ်အောင်ကြရင်လည်းသာသမီကံမကောင်းဘူးဗျာ လက်ဖွဲ့ဆောင်ဘက်တနင်္လာကျုံမှာမှဲ့ပါရင်တော့အိမ်တော်ကြီးနှောင်နေမယ်စိတ်ဝေဒနာခံစားတတယ်အင်္ဂါကျုံပေါ်မှာမှဲ့ပါရင်တော့ဥကောင်းထိခိုက်တတယ်တောက်ကြကျုံမှာမှဲ့ပါရင်ခြေရင်နဲ့ပတ်သက်ပြီးတောကရောက်တယ်လိင်နဲ့ပတ်သက်တဲ့ယောဂခံစားတတယ်ပုံရိုးကျုံမှာမှဲ့ပါရင်ငွေကြေးပြဒနာကျုံဝတ်တပါတယ်ဒါကဥမာပြောပြတာပါ ဒီလိုမျိုးလဝါတပြင်းလုံးကဘဲဂျိုကွန်ပေါ်မှာမှဲ့ရှိရှိ မကောင်းတာတွေကြီးပဲဖြစ်ပါတယ်။လက်ချောင်းတွေလမ်းကြောင်းတွေပေါ်မှာရှိတဲ့မှတ်နဲ့ပတ်သက်ပြီးလည်းမကောင်းတာတွေပဲများပါတယ်။ဒါကြောင့်လဝါပေါ်မှာဘယ်နေရာပဲမှဲ့ရှိရှိနေရှိနေမကောင်းဘူးလို့သိထားမှာတော့ဒီမဲ့ကစိတ်ထင်နေမှာပေါ့။ဒီတော့မှဲ့ကိုဖျက်ပြရမယ်လေ။ဖျက်ပြမယ်ဘလို့ဖျက်မလဲ။ဓာတ်နဲ့ချစ်မလားအနဲ့ဆွာမလား။လုံးဝမဟုတ်ပါဘူး။ဘာနဲ့မှမကလိပါနဲ့။ အကောင်းဆုံးကြီးကတော့မြတ်စွာဘုရားရဲ့နှုတ်ကပတ်တော်တစ်ခုဖြစ်တဲ့ဖௌဒ္ဓတဂါရတော်ကြီးကိုဆောင်ရွက်တွေ့မှာရေးပါဖௌဒ္ဓတလောကဓမေဟိစိတ်တန်ယတနာကံပဏီအာတောကံဝိယဇံခေမန်ဆိုတဲ့ခါရာဆောင်ရွက်တွေ့မှာရေးပါပြီးရင်ဒီကရာနဲ့ပဲဆာရွက်ကိုကြည်ပြီးအခောက်ရေတထောင်ပြောင်းရွတ်ပါပြီးတာနဲ့အဲ့ဒီဆာရွက်မီးရှို့ပြချပြီးရလာတဲ့ပြာနဲ့မိမိဖြတ်ချင်တဲ့မှဲ့ကို ပုတ်ဖြတ်ပြီးပါနဲ့ပြာနဲ့ပုတ်ဖြတ်ပြီးဖြတ်နေစဉ်တွင်မှလည်းဂါနာကို38ခေါက်ယူပါမဲရတော့မပြောက်ဘူးပေါ့ဗျာဒါပေမဲ့မဲကြောင့်ဖြစ်လာနိုင်တဲ့အဆိုးညံ့တွေအကုန်ကျေသွားပါတယ်ဒီမဲဟာလက်ပေါ်မှာရှိရှိမရှိရှိဘာမှဆိုရင်ပုံမှန်စရာမလိုတော့ပါဘူးလွယ်ကူတဲ့နေပါလုံးဖြစ်ဖို့ပဲလိုအပ်ပါတယ်တချို့ကတော့နောက်ထပ်နေ့တနေ့ကတံပိုးတွေဂါနာကိုတက်စီယူပြီးမိမိရဲ့လက်ချောင်းချောင်းမှာရှိတဲ့ကျွန်တော်တို့ ခရုဘတ်ပွေနဲ့အဲ့ဒီမှဲ့နေရမကောင်းတဲ့အမှတ်နေရကိုအကျိန်ဖန်မြောင်းဆိုတာပုတ်ပေးပါတဲ့အကျိန်ဖန်မြောင်းဆိုတာယူပါတမစပိုးတွေကတော့တက်စစ်ယူပြီးပုတ်ပါအချင်းရှိသည့်အားတွေလို့ပါအဲ့ဒါဆိုလေမှဲ့ကဘလို့ပဲရှိရှိမှဲ့ရဲ့အကျိုးတွေကပြက်ပြဲသွားတယ်လို့အဆိုချပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ